အားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့မင်မင်ကဒီပေါ်ပါထိုးနီးလေးကိုထိုးပြပေးပါမယ်เนาะတုံးနာရီရှိရတော့အနာတူးရှိကိုတုံးနာတယ်เนาะအစိုက်တေတနမ1ငါကိုတုံးပြီးတော့ထိုးထားပါတယ်เนาะဒီဗီဒီယိုလေးမှာတော့မင်မင်ကတင်းတင်းရှားရှားရှိအောင်ဒီဗီနဲ့ရှိအစိမ်းရောင်လေးကိုတုံးပြီးတော့ထိုးပြပေးပါမယ်เนาะအရင်ဥဆုံးဖွင့်ပြီးချစ်ခါထိုးမယ်เนาะဒီနေ တောင်းလေးငါ၆ခွန်၈ဖုန်မီရှိခါထိုးပြီးပထမဆုံးဖုန်မီရဲ့ပေါက်ထည်ကနေချက်ကော်လေးနဲ့ရှိပ်ပြီးတော့အဝိုင်းလေးလှုပ်လိုက်မယ်နော်ဒါမျိုးလေးဒါမျိုးလေးရပြီဆိုရင်နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဖွင့်မီ6ခါထုံးမယ်နော် ဖွင့်ပြီးရှောက်ကထိုးပြီးဒီဝိုင်းထဲမှာပဲเนาะတိုင်ရှိလေးတိုင်ထိုးလိုက်မယ်အမျိုးလေးဒီစလေးကိုပါတခါလေးတိမ်းသွားမယ်เนาะပြီးရင်ဖွင့်ပြီးသုံးခါဖုံမီတုံးကထိုးပြီးဒီဝိုင်းထဲမှာပဲနောက်ထပ်တိုင်ရှိတတိုင်းเนาะပြီးရင်နောက်ထပ်ဖုံမီတုံးတိုင်ရှိဒီဝိုင်းထဲမှာပဲနောက်တတိုင်းထိုးမယ်เนาะ ဒါမျိုးလေးဒီလိုမျိုးဖို့မီ3တိုင်ဟီ1နဲ့ဒီလိုမျိုးဖို့မီ9အဲတိုင်ရှိ9တိုင်ရအောင်ထိုးသွားမယ်နော်တိုင်ရှိ9တိုင်ရပြီဆိုရင်နောက်ဆုံးမှာဖို့မီ3ကာထိုးမယ်နော်ဖို့မီ3ကာထိုးပြီဒီမှာပထမဆုံးထိုးလာတဲ့ဖွံ့မီရှောက်ရက်တော့1 2 3ပေါက်မြောက်မှာချက်ကော်လေးနဲ့ရှေးလိုက်မယ်เนาะ ဒါဆိုရင်ဒီမှာပထမဆုံးဒီလိုမျိုးလေးထိုးမယ်နော်ဒီလိုမျိုးလေးထိုးပြီးဒီမှာနောက်တစ်ကွင်းမှာနော် နောက်တစ်ကွင်းမှာတိုင်တူလေးနဲ့ခြေလိုက်မယ်နော်မျိုးလေးပြီးရင်ဖုတ်ပြီးငါးကထိုးမယ်နော်ဖုံမီငားကထိုးပြီးအမှား3ခါရစ်မယ်နော်3ခါရစ်ပြီးဒီအပေါက်ထဲကနေ3ရစ်တဲ့တိုင်းထိုးမယ်နော် နှစ်ကွင်းနှစ်ကွင်းစီဖြုံးမယ်နော်အပ်ပေါ်မှာရှိနေတဲ့နှစ်ကွင်းနှစ်ကွင်းစီလေးကဖြုံးမယ်နော်တုံးရည်တင်တိုင်းဒီမျိုးတတိုင်းရပြီနော်ဒီပောက်ထဲမှာပဲတုံးရည်တင်တိုင်းလေးတိုင်းထိုးမယ်နော်အပ်မှာ၃ခါရင်မယ်ပြီးရင်ဒီပောက်ထဲမှာပဲနောက်တတိုင်းနော်နှစ်တိုင်းရပြီအပ်မှာ၃ခါရင်မယ်ဒီပောက်ထဲမှာပဲနောက်တတိုင်း เนาะပြီးရင်အဲ့မှာ၃ငါရင်းမယ်ဒီပောက်ထဲမှာပဲနောက်ထပ်တစ်တိုင် ီမှာဒါဆိုရင်ဒီမှာ point back ကလေးတစ်ခုရပြီเนาะနဘေးကဖုံးပြီး၅ချက်ကိုပါယူမယ်ဆိုရင်တော့၃ရစ်တင်တိုင်း၅တိုင်းပေါ့เนาะဒါမျိုးလေးရပြီဆိုရင်ဖုံးပြီး၃เนาะဖုံးပြီး၃ကထိုးပြီးအမှ၃ကရစ်မယ်၃ကရစ်ပြီးဒီနောက်တစ်ပေါက်မှာเนาะနောက်တစ်ပေါက်မှာ၃ရစ်တင်တိုင်း၅တိုင်းပြန်ထိုးမယ်เนาะတတိုင်းเนาะ ပြီးရင်ဒီပောက်ထဲမှာပဲနောက်တစ်တိုင်းနာနိုင်ရပြီเนาะပြီးရင်အမ3ကရေးဒီပောက်ထဲမှာပဲနောက်ထပ်တစ်တိုင်းအမ3ကရေးမယ်ဒီပောက်ထဲမှာပဲနောက်ထပ်တစ်တိုင်းထိုးမယ် เนาะဒါဆိုရင်ဒီမှာပွင့်ဖက်နှစ်ခုရပြီเนาะပွင့်ဖက်နှစ်ခုရပြီဆိုရင်နောက်ထပ်ပွင့်ဖက်တစ်ခုကိုထိုးမယ်ဆိုရင်ဒီနေရာမှာကြတော့ဖွင့်ပြီး6ခါထိုးမယ်เนาะ1 2 3 4 5ဖွင့်ပြီး6ခါထိုးပြီးဒီနောက်တစ်ပောက်မှာလည်းအဲ3ရင်းတင်တိုင်း9တိုင်းပဲပြန်ထိုးသွားမယ်เนาะ ူဦးဖက်မှာလည်းတုံးကြီးတင်တိုင်းရားနိုင်ထိုးပြီးပြီဆိုရင် နောက်ထပ်ဖွင့်ပြီးသုံးချက်ရှားမယ်။သုံးချက်ရှားပြီးတော့ဒီမှာနောက်တကွင်းမှာလည်းအဲတုံးကြီးတင်တိုင်းငားနိုင်မယ်ပြန်ထိုးသွားမယ်နော်။သဘောကတော့ဒီမှာဒီအပေါက်လေးတွေထဲမှာတုံးကြီးတင်တိုင်းငားနိုင်ထိုးတာတော့ဒူဒူပဲနော်။ဒီမှာဖွင့်ပြီးရှားတဲ့အခါမှာကြတော့ဒီမှာ3 6ပြီးရင်၃ပြန်လာမယ်ပြီးရင်နောက်ထပ်ပွင့်ဖက်ကိုကူးမယ်ဆိုရင်၆ပြန်လာမယ်ဒီလိုမျိုးဖွင့်မိချတာလေးပဲကြွားသွားတယ်เนาะဒီမှာ၃ရင်းတင်တိုင်း၅တိုင်း ထိုးတာတော့အတူတူပါပဲเนาะဒီမှာဂျားထဲမှာရှားတဲ့ဖုန်မီလေးတွေမှတ်ထားရင်ဟောပါပဲเนาะ3တခါလာမယ်ပြီးရင်6တခါလာမယ်ပြီးရင်ဒီနေရာလေးမှာ3ပြီးရင်ဒီဘက်မှာ3ကြီးတင်တိုင်း9နိုင်ပြန်ထိုးမယ်เนาะ ဒီမှာမင်းမင်းပတ်ပတ်လေထိုးလာတယ်เนาะပွင့်ပတ်လေးတွေအစစုကောင်းချစ်ကိုရှိရပါမယ်เนาะချစ်ကိုထိုးလာပြီးပြီဆိုရင်ဒီနောက်ဆုံးမှာကြတော့ဖွင့်မီ6ခါဖုန်မီ6ကထိုးပြီးဒီမှာပထမဆုံးထိုးလာတဲ့ဖုန်မီ9ချက်ရဲ့အထိတ်ဆုံးမှာရှက်ကော်လေးနဲ့ရှိမယ်နော်။ဒီ1 2 3 4 5ဒီ9ချက်မှာရှက်ကော်လေးနဲ့ရှည်လိုက်ပါမယ်နော်။ ပြီးရင်ဖုန်မီတစ်ချက်တက်ပြီးတော့ရှီစားလေးကိုဖြတ်လိုက်မယ်နော်โอเคဒါမျိုးလေးဒါမျိုးလေးရပြီဆိုရင်ဒီစားလေးကိုဒီဝန်ဖက်လေးကြီးထဲမှာတင်လိုက်မယ်နော်ပြီးရင်နောက်တစ်ပွင့်နဲ့လာဆက်ပြပါမယ်နော်ဒီမှာမမင်ကနောက်တစ်ပွင့်နဲ့ဆက်ဖို့အတွက်ပထမဆုံးဒီလိုမျိုးလေးအရင်ထိုးထားရတယ်เนาะပွင့်ဖက်လေးတစ်ခုအရင်ထိုးပြီးပြီးရင်ဒီမှာဖုန်မီ၃ချက်တက်ထားရတယ်เนาะဖုန်မီ၃ချက်တက်ပြီးဒီမှာ ဒီတောက်နေရာလေးမှာလာဆက်မယ်เนาะဒီမှာမလှန့်နေပဲရှင်မလှန့်နေပဲရှင်ရင်ဒီလိုမျိုးကတ်လိုက်ပြီးတော့ဒီဒီတောက်နေရာလေးကနေတိုင်တူလေးနဲ့ချိန်လိုက်မယ်เนาะဒါမျိုးလေးပြီးရင်ဖုန်မီတုံးဖုန်မီတုံးကထိုးပြီးအဲ့မှာတုံးကရေးမယ်ပြီးရင်ဒီမပြီးသေးတဲ့အပွင့်ကိုပြန်လာမယ်เนาะပြီးသေးတဲ့အပွင့်ကိုပြန်လာပြီးပုံမှန်တိုင်းသုံးရည်တင်တိုင်းဒီပေါက်ထဲမှာ၅တိုင်းထိုးလိုက်မယ်เนาะ time

ငားတိုင်နော်ဒီလိုမျိုးငားတိုင်ရပြီဆိုရင်ဒီနေရာလေးမှာဖို့မီတစ်ခါတက်မယ်နော်ဖို့မီတစ်ခါတက်ပြီးဒီဒီဘက်အပွင့်ကိုပြန်လာမယ်နော်ဒီဘက်ပွင့်ကိုပြန်လာပြီးဒီမှာဖို့မီ၃ချက်ချားထားတဲ့နေရာလေးကနေတိုင်တိုလေးနဲ့ရှိလိုက်မယ်နော်ဒါမျိုးလေးပြီးရင်ဖို့မီတစ်ခါဖို့မီတစ်ခါထိုးပြီးတော့ဒီမပြီးသေးတဲ့အပွင့်ကိုပြန်လာပြီး၃ရီးတင်တိုင်းငားတိုင်ပြန်ထိုးမယ်နော်ဒီမှာဒီပေါက်မှာပြန်လာပြီး၃ရီးတင်တိုင်းငားတိုင်ပြန်ထိုးပါမယ် ี้นี่ตมหลี ငါနော်ဒါမျိုးလေးဒါမျိုးလေးရပြီဆိုရင်ဒီနေရာမှာဖွင့်ပြီးသုံးကထိုးဖွင့်ပြီးသုံးကထိုးပြီးတော့ဒီဒီဘက်ပွင့်ကိုပြန်လာမယ်နော်ပြီးရင်ဒီမှာတောက်နေရာလေးမှာ တိုင်တူလေးနဲ့ရှေးလိုက်မယ်တိုင်တူလေးနဲ့ရှေးမယ်နော်တိုင်တူလေးနဲ့ရှေးပြီးဖွင့်ပြီးသုံးဖုန်တုံးကထိုးပြီးဒီမပြီးသေးတဲ့အပွင့်ကိုပြန်လာမယ်နော်ဒီဘက်ကိုနော်ဘက်ကိုပြန်လာပြီး တုံးကြီးတတိုင်းငါးတိုင်းပုံမှန်တိုင်းပြန်ထိုးမယ်တတိုင်းနှစ်တိုင်း တုံးနိုင်ရပြီเนาะပြီးရင်အမ3ခါရစ်ပောက်ထဲမှာပဲ3ခုတင်နိုင်တတိုင်းပြန်ထိုးเนาะ၄တိုင်းရပြီပြီးရင်အမ3ခါရစ်ဒီပောက်ထဲမှာပဲ3ခုတင်နိုင်တတိုင်းပြန်ထိုးเนาะဒါဆိုရင်ဒီမှာဒီဘက်အပွင့်နဲ့ဒီမှာဆက်ပြီးပါပြီเนาะဒီပွင့်နဲ့ဒီပွင့်နဲ့ဆက်ပြီးပြီเนาะတမျိုးလေး ဒါမျိုးလေးရပြီဆိုရင်ဖုန်မီ300ထိုးเนาะဖုန်မီ300ထိုးပြီးတော့ပုံမှန်အတိုင်းဒီမှာ ပွင့်ဖက်လေးဒီပေါက်မှာပွင့်ဖက်လေးတစ်ခုပြန်ထိုးเนาะပြီးရင်နောက်တစ်ပွင့်ကိုကူးမှဆိုရင်ဖုန်မီ6ခါပွင့်ဖက်တစ်ခုပြန်ထိုးနောက်တစ်ပွင့်ကိုကူးမှဆိုရင်ဖုန်မီ3ပွင့်ဖက်တစ်ခုပြန်ထိုးဒီလိုမျိုးလေးပါเนาะဖုန်မီထိုးတဲ့နေရာလေးပဲကွာပါတယ်เนาะအရင် ဒီတပွင့်ထိုးခဲ့တယ်လို့မျိုးလေးပဲเนาะပုံမှန်တိုင်းပြတ်ထိုးသွားရုံပဲเนาะဖွင့်မီ36 36ကိုပဲမှတ်ထားရုံပါပဲเนาะဒီလိုမျိုးပွင့်ဖက်လေးတရာတော့3ညတင်တိုင်း9တိုင်းဒီထိုးထားတာတူပဲမို့လို့ထိုးသွားမယ်เนาะဒီဆုံးထိရအောင်ထိုးလာပါမယ်เนาะအမေမင်းပပတ်လည်းထိုးလာပြီပြီเนาะပပတ်လည်းထိုးလာပြီပြီဆိုရင်ဒီနောက်ဆုံးမှာကြတော့ဖွင့်မီ3ကဖွင့်မီ3ကနေဆုံးတတ်မယ်เนาะ ပြီးရင်ဒီမှာပထမဆုံးဖွင့်မီငါးကထိုးလာတဲ့အထိတ်ဆုံးပေါက်ကလေးမှာချက်ကော်လေးနဲ့ချိန်လိုက်မယ်နော်ပြီးရင်ဖွင့်မီတွေတစ်ချက်တက်ပြီးတော့ရှီစားလေးကိုဖြတ်လိုက်မယ်ပွင့်ရှမ်းနှစ်ခုမမင်ဆက်ပြတာဆက်လုပ်ပြီးပါပြီเนาะဒီမှာမမင်ကတော့ဒီမှာ၄ခုဆက်ထားနေเนาะအရှိကို လေးစံနဲ့နှစ်ပွင့်ယူထားတယ်เนาะတကယ်လို့အပေါ်ကိုတက်မှတ်ဆိုရင်ဒီမှာဒီလိုမျိုးလေးတက်သွားရုံပါပဲเนาะဒီမှာချက်ပြတာနဲ့အတူတူပါပဲเนาะနဘေးကိုပဲဆက်ဆက်အပေါ်ဝက်ဆက်ဆက်အတူတူပါပဲเนาะဒီမှာဒီလိုပုံစံနိုင်လေးဆက်သွားပါမယ်เนาะဒီမှာဒီပထမဆုံးနောက်တစ်ဆင့်ကိုတက်မှတ်ဆိုရင်ပထမဆုံးတပွင့်ကိုကြာတော့တမဲနာပဲဆက်ရမယ်เนาะဒုတိယတပွင့်ကိုကြာတော့ဒီမှာဒီတမဲနာပြီးတော့ဒီတမျက်နှာနှစ်မျက်နှာဆက်သွားပါမယ်เนาะဆက်ထားတော့အတူတူပါပဲမင်မင်စောနာဆက်ပြနေအတူတူပါပဲเนาะ ဒါဆိုရင်ကိုလိုချင်တဲ့လောက်အစီအထီရအောင်ဆက်သွားမယ်နော်။အပွင့်လေးတွေကိုဆက်လာပြီးပြီနော်အကျေကိုလေးဝင်တန်းယူထားတယ်နော်။ဒီအရှိကိုကြတော့20နဲ့၄ဝင်ထိုးထားတယ်နော်။အရှိကိုကတော့ကိုကြိုက်တယ်လို့ထိုးလို့ရတယ်နော်။ချေချေလိုချင်လဲချေချေပေါ့နော်။မမေက20နဲ့၄ဝင်ပဲယူထားတယ်နော်။ပြီးရင်ဒီအနားလေးတွေကိုဖို့အတွက်မှာ ဖုံးပြီးခုနှစ်ခါခုနှစ်ခါစီနဲ့ဒီမှာတိုင်တူလေးတွေနဲ့ရှိထားတယ်နော်ဒါလေးကိုတော့ထိုးမပြတော့နော်ဒါလွယ်လွယ်လေးပဲမို့လို့နော်ဒီမှာဖုံးပြီးခုနှစ်ချက်ခုနှစ်ချက်နဲ့ချိန်ထားတယ်နော်ဒီအပွင့်လေးတွေပါနဘေးမှာနော်ပြီးရင်ဒီမှာအဲအမီးထည့်ဖို့နေရာလေးတွေကိုလည်းဒီလိုပုံစံတိုင်းလေးပဲချိန်ထားတယ်နော်ဖုံးပြီးခုနှစ်ခါခုနှစ်ခါစီနဲ့ပဲပပတ်လေးချိန်လာတယ်နော်ပြီးရင်ဒီနေရာမှာအနားလေးကိုကုပ်ပြပါမယ်နော်အဲ့ဒါနဲ့ နန်းကုတ်ဖို့အတွက်ဒီပထမဆုံးဒီနဘေးရဲ့ပထမဆုံးဒီဝင်းကနေတိုင်တိုလေးတစ်တိုင်ထိုးလိုက်မယ်နော်ဖုံးမီတစ်ချက်အရင်တတ်မယ်ပြီးရင်ဒီပေါက်ထဲမှာပဲတိုင်တိုလေးတစ်တိုင်ထိုးလိုက်မယ်နော်ဒါမျိုးလေးပြီးရင်အမှရစ်မယ်နော်အမှရစ်ပြီးတော့ဒီပေါက်ထဲမှာပဲတိုင်ရှိ၅တိုင်ထိုးမယ်နော်ဒီနီး

ဒါမျိုးလေးရပြီဆိုရင်ဒီပောက်ထဲမှာပဲနောက်ထပ်တိုင်ရှိ9တိုင်ထပ်ထိုးမယ်เนาะဒီနေ့တုံးလီ9 เนาะဒါဆိုရင်ဒီလိုပုံစံတိုင်းလေးရမယ်เนาะဒီလိုပုံစံတိုင်းလေးရပြီဆိုရင်ဒီမှာနောက်တစ်ကွင်းမှာเนาะနောက်တစ်ကွင်းမှာတိုင်တူလေးနဲ့ချိန်လိုက်မယ်เนาะဒါမျိုးလေးဒါဆိုရင်ပထမဆုံးဒါမျိုးလေးအရင်ရမယ်เนาะဒါမျိုးလေးရပြီဆိုရင်တခါတည်းအောက်ကိုရစ်မယ်အောက်ကိုရစ်ပြီးတော့နောက်တစ်ကွင်းမှာเนาะနောက်တစ်ကွင်းမှာစောနာလိုပဲတိုင်ရှိ၅တိုင်ထိုးမယ်เนาะဒီนี่ 三、四、五、喏，但有但是讲土皮破米冻，变地但是也退完，干那里退味道，但道理呢，谁来？喏，变地包退嘛呗，但是牙大。ဒီ နိတုံးလီနာနော်တမျိုးလေးတမျိုးလေးရပြီဆိုရင်နောက်တကွင်းမှာတိုင်းတူနဲ့ချိတ်နော်တမျိုးလေးပြီးရင်အမှတစ်ခါရေးမယ်ပြီးရင်နောက်တကွင်းကိုပြန်သွားတိုင်းရှိ၅တိုင်းထိုးမယ်နော် န်ချီ9လမ်းရပြီဆိုရင်ထိတ်မှာအဖူလေးလုပ်ဖို့အတွက်ဖွင့်မီ3ပြီးရင်ဒီတိုင်ချီရဲ့ထိတ်မှာအကန့်လမ်းဒီထည့်ပြီးတော့တိုင်တိုလေးနဲ့ရှိပြီးရင်ဖွင့်အဲတိုင်ချီ9တိုင်း မျိုးလေးရပြီဆိုရင်နောက်တစ်ကွင်းမှာတိုင်တုံလေးနဲ့ချိတ်เนาะဒါမျိုးဒီမှာအနားကိုဒီလိုလေးကော်ထားရင်เนาะဒီလိုပုံစံတိုင်းလေးပဲအနားကိုကုတ်သွားပါမယ်เนาะဒါဆိုရင်မင်းမင်းဒီလောက်ပဲထိုးပြမယ်เนาะဒီအနားကိုကုတ်တဲ့အခါမှာအဆုံးထိရအောင်ဒီပုံစံတိုင်းလေးပဲကုတ်သွားမယ်เนาะ ပြီးရင်နောက်တစ်ဖက်ကိုလည်းဒီပုံစံတိုင်းလေးပဲကွက်လာမယ်เนาะဒါဆိုရင်ဒီကအနားလေးကွက်ပြီးရင်ပြန်ကြည့်မယ်เนาะပုံကအနားလေးတွေကိုကွက်လာပြီးပြီเนาะကွက်လာပြီးပြီဆိုရင်တခါတည်းပုံကအမီးလေးကိုပါထည့်ထားတယ်เนาะဒီအမီးထက်ဒီလေးကိုကြတော့အမီးထက်မပြတော့ဘူးเนาะဒါဆိုရင်မမင်းဒီဗီဒီယိုလေးကိုဒီမှာပဲဇုံတက်လိုက်ပါမယ်เนาะ